the largest crypto heist ever. And Bitcoin prices are below 85,000 today. The largest cryptocurrency theft in history. That no amount of pro crypto policy, even from a U.S. president, can protect the industry from perhaps its biggest weakness. Universal Training Channel, John Gandawa, အာဒီနေ့ပြောရမယ့်ကိစ္စကတော့ကျွန်တော်ဒီ Bybit Crypto Exchange ပေါက်ခံလာရတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘက်ကဘာတွေ learning လုပ်လို့ရတယ်ဘာတွေအဲချိရှောက်ဒီ crypto exchange တွေမှာကျွန်တော် trade လုပ်လို့ရှင်ဘယ်လိုမျိုးတွေကျွန်တော်တို့ဘက်က risk mitigate လုပ်ရမလဲအကြောင်းကျွန်တော်ဒီလောက်ရှင်းပြပါပေးမှာဖြစ်ပါတယ်ကျွန်တော်အဲဒီ chart လေးကတော့ဒီအခု Bybit ဖောက်ခံလိုက်ရတဲ့အာ amount versus the chart ဒီအရင်ကဖောက်ခံလိုက်ရတဲ့ case တွေနဲ့ကို compare လုပ်ပြီးတော့ပြထားတာပေါ့နော်ဒီကောင်ဘာဘာပြလဲဆိုတော့ဒီမှာ Bybit ကဒီ2025မှာဖြစ်သွားတယ် အဲနောက်ဆုံးဖြစ်ခဲ့တဲ့ဟာဒီမှာ poly network ဖြစ်တယ်ဗျာ right ပြီးတော့လို့ရှိရင်အကြီး like long well mongox ဆိုတော့အဲ့မှာ2014လောက်အောင်ဖြစ်သွားတာဆိုတော့နည်းနည်းဟောဖြစ်တယ်ဒါပေမဲ့ btc မှာလည်းတော်တော်ပါသွားဒါပေမဲ့အခုဒီဖောက်တဲ့အခါနည်းနည်းများတယ်ဗော ethereum တွေပဲခိုးသွားတာအသိရမလားပုံစံမျိုးဒီအခုဒီနောက်ထပ် video clip တွေမှာတော့ဒီ binet buy bit buy bit ceo ben chao ဆိုတဲ့တယောက်ကသူပါဘယ်လိုမျိုးခိုးသွားလဲဗောနော်အဲ့ဒါကိုသူအသေးစားအသေးစား Um, and and our Ethereum cold wallet was compromised uh, or hacked about three hours ago, uh, three four hours ago. Um, uh, the reason uh, of the hack it, it, it was uh, could be a UI problem, could be due to multiple reasons. But here I want to rest sure that uh, for clients uh, all of the users of bybit your money is safe so သိမကြဘူး26ရက်နေ့မှာဒီ US FBI ကဒီ North Korea Lazarus hacker group ကဒီ bybit ကိုဖောက်လိုက်တယ်ဆိုတော့ဟာသူတို့ website မှာသူတို့ရေးထားတယ်ပေါ့နော်ဖောက်တာကတော့ဖောက်သွားတယ်ဒီ bybit ကိုဖောက်သွားတယ်နောက်လဲထပ်ဖောက်အောင်မှာပဲဒီလို exchange တွေဖောက်တဲ့ဒီတဲ့နေရာကြုံရအောင်မှာပဲ ဘာဖြစ်လို့ဆိုဒီ cryptocurrency crypto industry got emerging tech right one of the emerging tech ဟိုဒီအခုမှစတက်လာတဲ့ industry ဆိုတော့ okay your market impact right market impact ကတော့ of course you ကျွန်တော် GG လိုက်မယ် trading view GG လိုက်မယ်ဆိုလို့ရှင် like ethereum is down february 27မှာ February 27မှာကျွန်တော်ကြီးလိုက်မယ်ဆိုလို့ရှင်27ပြီးွားတော့ couple days later 24မှာ i news လောက်ထွက်လာ negative 10% negative 10% right negative 10% so dot ကျွန်တော်တို့ဘက်ကစဉ်းစားကျွန်တော်တို့ဘက်က control လုပ်လို့ရတာတခုပါကျွန်တော်တို့ risk ပဲ control လုပ်လို့လုပ်လို့ရတယ်ဗျာ ဒီကောင်တွေကဖြစ်မှာပဲဒီလို case တွေကဖြစ်မှာပဲရှေးဆက်လျှောက်လဲဒီလို case ပေါ်လာအောင်မှာဘာလို့လဲဆိုတော့ဘန်နေဆဆဆကင်ဆအောင်ရတော့မှာ core case တွေကအများကြီးပဲဒီလို case တွေလဲနောက်လဲရှိအောင်မှာပဲဆိုတော့ကျွန်တော်တို့ဘက်က control လုပ်လို့ရတာတစ်ခုပဲရှိတယ် risk အဲ့ဒါ risk right risk ကကျွန်တော်ဒီ crypto trade မှာဆိုလဲ okay ကျွန်တော်ကိုယ်မှာဒေါ်လာ9000ရှိတယ်ဒါမို့ကိုယ်မှာဒေါ်လာ1000ရှိတယ် right 1000ရှိတယ်ဆိုရင်1000လုံးထည့်မလား ဒါမှမဟုတ်ပထမဆုံးတော့ဒီကိုသုံးမဲ့ exchange ကိုကိုသေးသေးရှာရာ research လုပ်ပါပြောတိုင်းမယုံပါနဲ့ကျွန်တော်ပြောလည်းမယုံနဲ့သူများပြောလည်းမယုံနဲ့ဒီပတ်သက်နေပတ်သက်လာပြီဆိုတော့ဘသူ့မှာမယုံနဲ့ဒါတွေက online မှာမှာပြောတာတွေကဒါ recommendation တွေပဲရှိတယ်အာဘသူ့တော့ယုံဘသူ့တော့မယုံနဲ့အဲ့လိုပြောလို့မရအောင်ပြောပိုင်ဝင်လည်းမရှိဘူး right ဆိုတော့ဒီလို case တွေအကေကျွန်တော်စဉ်းစားထားအခု what if like လူတွေအများကြီးတုံးနေကြတဲ့ Binance တို့ကတော့ဖြစ်သွား ကဲလို့ရှင်ဘယ်လိုဖြစ်မလဲ right ပိုဆိုးတဲ့ case ကကျွန်တော် FTX ဆိုပုံစံမျိုး case ပဲပြန် withdraw လုပ်လို့မရတဲ့ case အဲ့ဒါဆိုဘယ်လိုလုပ်အောင်ဘယ်လိုဖြစ်သွားမလဲ right ခင်ဗျားတို့ရှာထားတဲ့ပတ်စံတွေအကုန်လုံးကအာဒါရည်ရည်သွန်းလို့ဖြစ်သွားလိမ့်မယ်ဗျာ right ဆိုတော့ဒီကောင်နေ crypto trade လုပ်မယ်ဆိုလို့ရှင်ကျွန်တော်လည်း crypto trader ပဲကျွန်တော်လည်း trade တယ်ဒီကောင်နေ trade တယ်ဒါပေမဲ့ trade မယ်ဆိုလို့ရှင်သေသေးချာချာ trade မဲ့ပတ်စံတွေအကုန်လုံးမထည့်ပါနဲ့ right ကိုကကိုမှ10ဒေါ်လာ100 နောက်ပဲစပြီးတော့ trade မယ် trade ရှင်တဲ့ဘာကြောင့်ကိုကိုကဆိုလို့ကျွန်တော်အာ again ကိုဒေါ်လာစဉ်းစားမှာကိုဒေါ်လာဒီတရာလုံးကိုရှုံးဖို့အာကိုကိုမှရှိတဲ့ဒေါ်လာတရာရှုံးသွားလို့ရှင်ကိုရဲ့ဘဝကြီးပြတ်သွားမလားအစအဲ့ဒါသာမှန်တယ်ဆိုလို့ရှင်ဘဝကြီးသာပြတ်သွားမယ်ဆိုလို့ရှင်တော့စာမ train နေအောင်ကျွန်တော်ပြန်လာကျွန်တော်လည်း like ကိုယ်မှာရှိတဲ့ last dollar နဲ့ဘယ် exchange ကိုမှမယုံသင့်ဘူးဘယ် market မှမယုံသင့်ဘူးဘာဖြစ်လို့လဲဆိုတော့အာပုံမြင်နေမပြောဘူးဗျာ right ခင်ဗျားတို့မှာဒေါ်လာ100ရော100ရောဒေါ်လာ1000ဟိုပါဗာလဲပြောင်းသွားနိုင်မယ်တပတ်အတွင်းပြောင်းသွားနိုင်မယ်ဗျာပြောတဲ့လူတွေကခင်ဗျားတို့လိမ့်နေတာဒီ especially like crypto market ဆိုတာ crypto ဘာကြီးလို့ရှင်ဘယ်သူမှနားမလဲဘူးကျွန်တော်လည်းနားမလဲဘူးနားလဲရတဲ့ဟာတွေအရန်ခတ်တယ်ဆိုတော့လူတယောက်ကခင်ဗျားတို့ပြော အဲ့လိုမျိုးနားလဲရတာအရန်ခတ်တာပြောနေပြီဆိုလို့ရှင်အဲ့ဒါဒါမှမဟုတ်လေအဲ့လိုမျိုးအာမင်းပတ်စံဒေါ်လာ100နဲ့ဒေါ်လာ1000ဖြစ်သွားမယ်ဒေါ်လာ2000ဒေါ်လာ3000ဖြစ်သွားမှာဘာကြောင့်ကအဲ့လိုမျိုး light light lane နေလို့ရှင်အာအဲ့လိုမျိုးလာပြောတဲ့လူတွေနဲ့ကြုံလို့ရှင်မနားထောင်နဲ့ဘယ်သူမှမနားထောင်နဲ့ကျွန်တော်ပြောရတယ်နားမထောင်နဲ့ကျွန်တော်ပြောတာကိုယ့်ရဲ့ intuition ကိုကိုယုံဒါပေမဲ့ကိုယ့်ရဲ့ in ကိုယ့်ရဲ့ကိုယ့်ရဲ့ကောင်းအော်ကိုယ့်ရဲ့အုံနောက်ကိုကို ကိုအရင်ယုံနိုင်ဖို့ဟာကိုယ့်ရဲ့ကိုယ့်ရဲ့ကိုဘလောက်သိလဲပုံမှာမူတည်ရယ် right ကိုဘလောက်သိလဲပုံမှာမူတည်ရယ်ဆိုတော့ပဒီ exchange တခုတည်းကိုပတ်စံမထည့်ခင်ဒီ exchange ကဘာလဲဒီ exchange ကဘာဘယ်နိုင်ငံ back ထားလဲ right အ signing bonus တွေပေးမယ်ဘာကြောင့်ကိုယ်ကဒေါ်လာ100ထည့်လိုက်လို့ဒေါ်လာ1000ပေးမယ်ဘာကြောင့်ကိုယ်ကအဲ့လိုလာပြောအဲ့လိုလာပြောရလို့လည်းမသိဘူးရှိမှာပဲဗျာ right ဒါပေမဲ့ တည်တည်ချာချာဒီ exchange ထဲမှာပတ်စံကိုထည့်လိုက်ပြီဆိုလို့ရှင်ခင်ဗျားတို့ကဒီ exchange ထဲမှာကိုယ့်ရဲ့ exchange နဲ့ business လုပ်နေရတာပဲဗျာဘာလို့လဲဆိုတော့ခင်ဗျားတို့ commission တွေပါတော့မသိဘူးကျွန် crypto မှာဆိုလည်းအဲ့လို commission တွေပါပေးရမှာပဲ right ဆိုတော့ဒီကိုယ့်အဲ့ဒီ exchange နဲ့ business လုပ်နေရမှာဗျာ right ဆိုတော့အကောင်းဆုံးကဒီလိုမျိုး case တွေဒီဒီလိုမျိုး crypto case တွေအဲ့လိုမျိုးအဲ့လိုမျိုးဒီအာ ဖောက်ခံရတာတွေပါတွေဖောက်ခံရတာတွေလိန်တာတွေအဲ့ဒါတွေလုံးဝ impact သေးသေးချာချာမဖြစ်ချင်လို့ရှင် even impact ဖြစ်သွားရင်တော့မှအဲ့လောက်မရှုံးဘူးဘောနော်အဲ့လောက်မရှုံးအမရှုံးဘူးမဟုတ်ပါဒါပေမဲ့ကိုအဲ့ဒါကိုကြံ့ကြံ့ခံနိုင်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတော့အကောင်းဆုံးကတော့ပထမဆုံးတစ်ခုက research data လောက်ပါဘယ်ကိုဘယ် exchange နဲ့လုပ်နေရလဲအဲ့ အဲ့ exchange ကဘယ်နိုင်ငံမှာ operate လုပ်နေရလဲ right google မှာရှာကြည့်ပါအဲရှာလို့ရပါတယ်အဲ့ information တွေရှိပါတယ်ပြီးတော့နောက်တစ်ခုကဒီအဲ့ exchange ရဲ့ history right exchange ရဲ့ history ကိုကြည့်ပါ right exchange ကဘာ like exchange ရဲ့ ceo ကဘာလဲဘာညာကိုကွာဘူး right ပြီးွားလို့ရှင်နောက်ဆုံး okay အားလုံး okay ပါပြီဆိုလို့ရှင်ဒီက buy buy back က तू handle လုပ်တာမဆိုတော်တော်အဆင်ပြေ1 to 1 right cash reserve တွေ like uh withdraw လဲလုပ်ပေးရ right withdraw လဲလုပ်လို့ရတယ် according to သူပြောသူပြောတာဗောနော်ဒါလည်းကျွန်တော်လည်းအဲသူပြောတာပဲယုံလို့ရမှာအခုကအမင်းသူပြောလို့ပဲနားထောင်လို့ရမှာဗျာ right ဆိုတော့အဲကိုရှုံးနိုင်တဲ့လောက်ပဲထည့်ပါဘယ် exchange မဆို x i exchange ကဘယ်လောက်ကြီးပဲကောင်းနေမဆိုကိုရှုံးနိုင်တဲ့လောက်ပဲထည့်ပါကိုဘဏ်အကောင့်ထဲမှာဒေါ်လာ9000ရှိရင်9000သလုံးလုံးဝမထည့်လိုက်ပါနဲ့အဲ့ဒါကိုဒီနေရာနေကျွန်တော်ပြောချင်ပါတယ် right okay so ။ Yeah အဲ့ဒါပါပဲ basically right ဒီကောင်ဒီကိုဒီစက်က impact မဖြစ်အဲ့လိုမျိုးဒါမှမဟုတ်လဲသိရမလား exchange တစ်ခုတည်းသုံးတာထပ်စာလို့ရှိရင် exchange သုံးခုပေါင်းပြီးသုံးတာ right အခုမှဒေါ်လာ let's say 1000ရှိလို့ရှိရင်ဒေါ်လာ300 300 300 right exchange သုံးခုကိုပေါင်းပြီးတော့ထည့်လိုက်တာအဲ့လိုပုံစံမျိုးပေါ့သိရမလားအဲ့ဒါဆိုရင်ပိုပြီးရှုပ်ပိုပြီးမရှုပ်နေဘူးလားပိုတော့ရှုပ်တယ်ဒါပေမဲ့ကိုယ်မှာ risk ကကိုယ့်ရဲ့ risk ကိုကို mitigate လို့တည်တည်ဆာဆာ imp ဟာ control လုပ်ထားတာဗျာ right ဘာလို့လဲဆို big like ဒီ exchange တုံးခုစလုံးကြီးဖောက်ခံရဖို့ရ probability probability အရန်အရန်နေတယ် right ဒါပေမဲ့အဲ့မဟုတ်0တော့မဟုတ်ဒါပေမဲ့ exchange တစ်ခုတည်းဖောက်ခံမှာ probability ကအာနည်းနည်းဟွာဖြစ်တယ်ဗျာနည်းနည်းများတယ်ပေါ့အဲ့လိုပုံနည်းနည်းများတာထက်စားလို့ရှင်ဒီ crypto industry ကအရန်အသက်နေတော့ဘာမနှံ့ပြန်ဘာဖြစ်သွားတော့မှမကြည့်မသိဘူးဗျာ right ဆိုတော့အဲ့ဒါလေးကိုပဲပြောချင်တာပါ ဆိုတော့ yeah ဆိုတော့အဲ့ဒါလေးပြောရင်းနဲ့ဒီဗီဒီယိုလေးကိုကျွန်တော်နေကောင်းချက်ပါတယ်နောက်ဗီဒီယိုမှာဘာပြောမလဲဆိုတာကိုကြည့်ရင်းနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြမှာโอเค face ကြည့်ပြီးတော့ကျေးဇူးများအိတ်တမတခုခုရမယ်လို့ရအောင်ကြည့်ပါ